ကျွန်တော်ဘဝအတွက်အဖေဆိုလဲသူပါပဲပေါ့နော်အမေဆိုလဲသူပါယနေ့ချိန်ထိပါပဲကျွန်တော်အသက်အခုအသက်33နှစ်ရောက်တဲ့ထိတယ်ယနေ့ချိန်ထိကျွန်တော်ကိုကြည့်ရှုဆောင်းရှောင်းနေတော့မှာကျွန်တော်အဖေလို့ပဲခေါ်တာဘာကြောင့်ဆိုတော့ကျွန်တော်ဖေဖေဆုံးသွားတာ2009ခုနှစ်ကဆုံးသွားတာဖေဖေ2009ခုနှစ်ကဆုံးသွားကလေးကကျွန်တော်ဘဝကကျွန်တော်ကိုဝေးစားခဲ့တယ်ပေါ့ကျွန်တော်အဖေစရာကိုဖို့ချစ်ပေါ့ကျွန်တော်ဖေအသက်ထွက်ခဲ့တယ် စိတ်ချပါဆိုပြီးမွေးစားခဲ့တဲ့ကျွန်တော်ရဲ့မွေးစားပွဲကိုကျွန်တော်ကျွန်တော်အခုချိန်ကြီးအဖေလို့ပဲခေါ်တာကျွန်တော်ပြပြမစုံးခင်မှာကျွန်တော်တို့အရင်တော့အအိမ်ပိုင်းမရှိဘူးတော့အအိမ်ပိုင်းမရှိတဲ့ချိန်မှာအိမ်ပိုင်းလေးတွေဝင်နိုင်အောင်တစ်နှစ်တစ်ခါသဘောထုတ်ပေးရတယ်ပေါ့နော်အသဘောလေးတွေပေးတဲ့ချိန်မှာကျွန်တော်တို့ဆိုတာကအဲ့ကျွန်တော်ပညာသင်တဲ့ချိန်မှာပညာသင်လို့သဘောမပေးဘူးပညာသင်တဲ့သဘောမပေးဘူးဆိုပေမဲ့ကျွန်တော်တို့ကြတော့ကျွန်တော်သူ့တစ်ဖက်အရင်လည်းဖြစ်တယ်ရှင်းလဲချစ်တဲ့အတွက် ဟိုမြေခွက်လေးတွေဝယ်ပေးတယ်ဘောနော်အဲတုန်းကမြေခွက်ဝယ်ပေးတယ်အိမ်ဆောက်ပေးတယ်အဓိကလည်းကျွန်တော်လူချင်းတော်ဖျက်ရတဲ့အကြောင်းရအခုကျွန်တော်ရေမွေးစားဖေးကိုဖို့ချစ်ပေါ့နော် စင်ပေါ်ကောက်ဆွဲတင်ပြီးတော့ပထမဦးဆုံးလူရှင်တော်ပညာတင်ပေးခဲ့တဲ့လက်ဦးစီရပါဗျာ။ဆရာကြီးကအမတ်တရနေတန်ရာတွေရတယ်။ခေါင်းမှာတန်ရာရလိုက်၊ခုံမှာတန်ရာရလိုက်၊နှရုတ်မှာတန်ရာရလိုက်နဲ့အဲအလကားစားတာပါ။အဲအများကြီးပေါ့နော်ကျွန်တော်ဘဝအတွက်အများကြီးရဖို့ပါလေ။ကျွန်တော်အိမ်ထဲဝိုင်းနေနေအောင်လည်းအများကြီးပြုပေးထားတယ်ပေါ့နော်။လုပ်ပေးထားတယ်။အဲကျွန်တော်အတွက်မျက်နှာမငယ်အောင်ပေါ့နော်။ဒါအလူလောကကြီးထဲမှာမျက်နှာမငယ်အောင်လည်းထားပေးပါလေ။ ကဲမင်္ဂလာပါဗျာဒီနေ့ဘယ်လိုလုပ်ပြပြမှုတွေနဲ့တွေ့ရအောင်လဲအဲဒီနေ့ကျွန်တော်တို့ရမုံမွေပွဲကြီးပေါ့နော်မန္တလေးငလင်တန်းတဲ့ရမုံမွေပွဲကြီးမှာကျွန်တော်ကတော့အဒီနေ့မှာဟာတာပေါ့နော်မစ္စတာအပိုင်းအဓိကတော့နှစ်ပါးသောဦးပဲကျွန်တော်အာကပ်ပြီးမှဖြစ်ပါတယ်ဒါပေမဲ့နှစ်ပါးသောကြီးပဲလည်းမဟုတ်ပါဘူးတပင်ဖြစ်တဲ့အတွက်လိုအပ်တဲ့နေရာလေးချင်းမှာကျွန်တော်တို့ဟာတာနေရာလည်းကူညီပေးသွားမှာပါအာဒီနေ့အစီအစဉ်မှာဆိုရင်ကျွန်တော်အရှင်မန်းတပင်ဖေဦးချမ်းသာရဲ့ ်မယ်ရွေးပွဲဆိုတော့ overall လေးမှာလည်းကျွန်တော်ပါဝင်အားပြုနေဖြစ်ပါတယ်ဗျာငယ်ငယ်တုန်းကဒါပုံပုံချင်းဇက်တွေတမင်တွေကိုလူတွေကြည့်ရတာအခုအများအတွဲညီကြတာဟိုဖြစ်ရတယ်ဖြစ်ရတယ်နော်အဲ့ဒီအရင်ကြာသွားတာဘောကတည်းကအရင်ကြာသွားတာဘာလို့လဲကြောက်တာအာကျွန်တော်ကဘယ်လိုမှပုံပြီးကြည့်ပြီးတော့အလုပ်ပညာမလုပ်သေးတာနားလိုက်တာပေါ့နော်အစားမလုပ်တော့ဘူးဆိုပြီးနားလိုက်ပြီးတော့မင်္ဂလေးဘက်မှာသွားပြီးတော့အိမ်မှာပဲပြန်နေတာပေါ့နော်အဲ့တော့ ဒီအနုပညာလောကနဲ့နည်းနည်းလေးကျွန်တော်နှစ်ဒီ၄၅နှစ်လောက်လဲအဆက်အသွယ်ပြတ်သွားတယ်ပေါ့နော်အဲအခုပြန်ကတော့လဲကျွန်တော်ရဲ့အဖေဆရာကိုဘိုးကြီးပြန်ကမယ်ဆိုတော့လဲကျွန်တော်ပြန်ရောက်လာတာပေါ့နော်ဘာကြောင့်ဆိုတော့အအရင်တော့ဆိုရင်ငငယ်လေးတည်းကကျွန်တော်တို့ဖေဦးလျှောက်ပန်းနဲ့ကိုဘိုးချင်းနဲ့အရန်အတွင်းနေတာအဲ့တော့ဖေဦးလျှောက်ပန်းမရှိတော့တဲ့အချိန်မှာကျွန်တော်ရဲ့ဆရာရဲ့နေရာမှာကျွန်တော်ပေါ့နော်အဲ့တော့အဲ့ဒီကိုဘိုးချင်းရဲ့အထားကိုဘိုးချင်းရဲ့သဘော ဒီလုတ်ကျင်တာလေးကိုကသိလေအဲ့တော့ကိုနဲ့ကဘယ်လိုပြောလဲမင်းသားနဲ့လူရှင်တော့ဟတ်တယ်လို့မြင်တယ်ပေါ့နော်ပိတ်သက်ကအတွဲညီတယ်လို့ညီရတာပါအဓိကတော့အဲမင်းသားအထာတိတာပေါ့နော်ဟုတ်အဲ့နှစ်တရားလဲကြာပြီဆိုတော့လည်းငငယ်လေးတည်းကကတော့အဲအဓိကလဲကျွန်တော်လူရှင်တော်ဖျက်ရတဲ့အကြောင်းရအခုကျွန်တော်ရဲ့ဝိစားဖေးကိုဖို့ချစ်ပေါ့နော်စေဘုံကုတ်ဆွဲတင်ပြီးတော့ပထမဦးဆုံးလူရှင်တော်ပညာတင်ပေးခဲ့တဲ့လက်ဦးစီရပါဗျာ ဘယ်နှစ်လောက်ရှိပြီလဲတက်တန်းကြတာလေကျွန်တော်လူရှင်တော်တက်တန်းဆိုရင်ကျွန်တော်အဲ7နှစ်7နှစ်သားတွေကကတာဆိုတော့ကျွန်တော်အခု20ကျော်ပြီပေါ့နော်ကျွန်တော်တက်တန်း20ကျော်ပါဘူး20ကျော်ပြီအဲ့20ကျော်ပြီဆင်းရတာပဲအမ်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 နဲ့ရက်နဲ့တွဲရင်တော့မပြောတတ်ဘူးကျွန်တော်လည်းသေချာအဲ့လောက်မချောဘူးဒါပေမဲ့စတင်ကလေးကယနေ့ခြေတိအဆူကံမလွတ်သေးဘူးဘာကြောင့်လဲဆိုတော့ငယ်မွေးချက်ပေါက်ဖြစ်နေတာဟုတ် ဒါပေမဲ့ကျွန်တော်ပြတော့တပည့်အရင်လဲဖြစ်တယ်သာသမီလို့လည်းဖြစ်တော့အနည်းငယ်တော့အမ်မာရာတွေ့ဟောဖြစ်တာတွေ့တော့အခုချိန်ကြီးအစုခံနေရတယ်ကွာဆူဆူလာပဲလားဘိုးဘိုးလေးပါလဲမပေးဘူးလားပေးပါလေစုပေးတံပေးပါဘာလို့လဲတံပေးရများတာပေါ့စုပေးလဲရှိပါလေ ပေးပါတယ်ဘလိုလေးတွေပေးတယ်ဒါလေးရဘူးလေကိုစီကအမှတ်တရလဲဆင်ရရှိရအမှတ်တရနေဒဏ်ရာတွေရတယ်ခေါင်းမှာဒဏ်ရာရလိုက်ခုံးမှာဒဏ်ရာရလိုက်နှရုတ်မှာဒဏ်ရာရလိုက်နေအဲလကားစားတာပါအအများကြီးပေါ့နော်ကျွန်တော်ဘောအတွက်အများကြီးရဖို့ပါလေကျွန်တော်အိမ်ထဲဝိုင်းနေနေအောင်လည်းအများကြီးပြီးပေးထားတယ်ပေါ့နော်လုပ်ပေးထားတယ်အကျွန်တော်အတွက်မျက်နှာမငယ်အောင်ပေါ့နော်ဒီကလူလောကကြီးထဲမှာမျက်နှာမငယ်အောင်လည်းထားပေးပါမဟုတ်ဘူးအများဆုံးရဖို့လားဆိုတော့ ဘယ်လိုပြောမလဲအရင်တော့တော့ရဘူးတော့နဲတာပေါ့နော်အဲအခုဒီဘက်အခက်ဒီဘက်အချိန်လေးမှာတော့ဒီအချိန်လေးမှာတော့ရဘူးပါတယ်ဖိရှီယံမဘူးအများဆုံးအဲ၈သိန်းအဲအဲ့လောက်တိတော့ရဘူးပါတယ်အဖေလို့ပဲခေါ်တာကျွန်တော်အဖေလို့ပဲခေါ်တာဘာလို့လဲဆိုတော့ကျွန်တော်ဖေဖေစုံသွားတာ2009ခုနှစ်ကစုံသွားတာဖေဖေ2009ခုနှစ်ကစုံသွားကလေးကကျွန်တော်ဘောဟောင်းကအဲကျွန်တော်ဝေးစားခဲ့တယ်ပေါ့ကျွန်တော်အဖေစီကကိုဖို့ချစ်ဖို့ကျွန်တော်ဖေအသက်ထွက်ခဲ့ပြီးတော့ စိတ်ချပါဆိုပြီးမွေးစားခဲ့တဲ့ကျွန်တော်ရဲ့မွေးစားပွဲကိုကျွန်တော်အခုချိန်ထိအဖေလို့ပဲခေါ်တာအဲ့တော့အခုအဖေကဟိုလာကျွန်တော်အဖေကမင်းသားကြီးဗျမင်းသားကြီးအဲကျွန်တော်မန္တလေးဘက်မှာဆိုမင်္ဂလာကြီးမင်္ဂလာစိန်လင်းပေါ့နော်အဲတော့နောက်ပိုင်းမင်းသားပေါ့အဲဇတဲ့မှာကျတော့ဟိုးရင်တော့နောက်ပိုင်းဇတ်တော်လေးကတော့အဖေတို့ကနောက်ပိုင်းမင်းသားကတယ်အဲ့ဒီကနေမှနောက်ပိုင်းနေမကတော့တဲ့အချိန်ကျတော့အဖေကဇတဲ့မှာအဲလူကြီးအသက်ကြီးပိုင်းဖြစ်တယ်ပြီးတော့ အကိုဘိုးချစ်ကျွန်တော်အဖေအခုဝေးသားဖေရဲ့ဆရာပေါ့နော်အကတွေတင်ပေးတဲ့ဆရာဆိုတော့ဇတဲ့မှာပဲနေတယ်ဇတဲ့ကနေပဲဆုံးမသွားတာပါဝေးသားပြန်ဘယ်လိုလုပ်လဲကျွန်တော်ဘယ်လိုပြောမလဲအဖေကမင်းသားတင်တယ်ကျွန်တော်ဖေချီမှာလာတင်တယ်တပည့်တွေလာတင်တယ်ကျွန်တော်တို့မင်းသားတင်ပေးတယ်ဒါပေမဲ့ကျွန်တော်မင်းသားဝါသနာမပါဘယ်လိုပြောမလဲလူရှင်တော်ဝဲအာသန်တယ်ကျွန်တော်အဖေကကျွန်တော်ပြောတယ်ငါသားမင်းမင်းသားလုံးလို့ပြောတဲ့ချိန်မှာကျွန်တော်အဖေကိုကြည့်ပြီးကျွန်တော်ပြန်ပြောလိုက်တာအဖေလို့မင်းသားဆိုတာကအသက်ကြီးသွားရင်ဘယ်သူမှမခိုင်းတော့ဘူး ဘယ်သူမှမခေါ်တော့ဘူးလို့ကျွန်တော်တို့လူရှင်တော်ကြတော့အသက်ကြီးသွားလေအတဘာဝရင့်သွားလေဇက်ကုံတောက်မှာထိုင်ပြီးတော့ပြက်လုံးပြက်နေအောင်တော့ပိတ်သက်ကချစ်နေတော့လေလို့အားပေးနေတယ်အဲ့ဒါကြောင့်ပြီးတော့ကျွန်တော်ကိုယ်တိုင်းကလည်းရည်စရာလေးတွေပြောရတော့ဝါသနာပါတယ်ငငယ်လေးတွေကလည်းကျောင်းမှာလည်းဟာသတွေပြောရင်းနဲ့ဒီလူရှင်တော်ဝဲဝါသနာပါတဲ့အတွက်လူရှင်တော်လမ်းကြောင်းကိုပဲရွှေ့လိုက်တာပါခုနကအကြောင်းတွေထပ်တော့ထပ်နေတယ်ကိုကချင်းတဲ့ဝါနဲ့အင်းနဲ့ဝင်းနဲ့နေနိုင်အောင်လုပ်ပြီး အာအဲ့တော့ကျွန်တော်အဖေဖေမစုံခင်ပေါ့နော်ကျွန်တော်ဖေဖေမစုံခင်မှာကျွန်တော်တို့အရင်တော့အာအိမ်ပိုင်းမရှိဘူးပေါ့နော်အာအိမ်ပိုင်းမရှိတဲ့အချိန်မှာအိမ်ဝိုင်းလေးတွေဝင်နိုင်အောင်တစ်နှစ်တစ်ခါသဘောထုတ်ပေးရတယ်ပေါ့နော်အဲသဘောလေးတွေပေးတဲ့အချိန်မှာကျွန်တော်တို့ဆိုတာကအဲ့ကျွန်တော်ပညာသင်တဲ့ချိန်မှာပညာသင်တဲ့သဘောမပေးဘူးပညာသင်တဲ့သဘောမပေးဘူးဆိုပေမဲ့ကျွန်တော်တို့ကြတော့ကျွန်တော်သူ့တစ်ဖက်အရင်လည်းဖြစ်တယ်ရှင်းလဲချက်တဲ့အတွက်ဟိုမြေခွက်လေးတွေဝယ်ပေးတယ်ပေါ့နော်အဲ့တော့ကမြေခွက်ဝယ်ပေးတယ်အိမ်ဆောက်ပေးတယ် ကိုလိုချင်မေတ္တာလက်ဆောင်ပေးထားတဲ့နေရာလေးမှာပြင်ကြရတော့ဘူးကွာကြတော့အာကျွန်တော်အခုအဲ့ဒါလေးတောင်မရှိတော့ပါဘူးကျွန်တော်ရောင်းပလိုက်ပြီးတော့နော်အမကူလက်ရှိကတော့ရရှိပြီးသားမှနေပါတယ်ဗျအဲ့ဒီကခါတော့ဝယ်ပြရမှာဘလောက်လောက်တန်ကြီးရှိတယ်ဒီကအဲ့ဒီကကပြည်၄၀60မှာ9သိန်းပဲဟုတ်ကြပြီချပြီဟိုလောက်က2005လောက်က2005လောက်ကဝယ်ပြထားတာပေါ့နော်အဲ့ဒါဆိုတော့အဲ့တုန်းကပြည်၄၀60မှာ9သိန်းပဲရှိတယ် ရောင်းတော့သူစိတ်ဆိုးသေးတာအဲစိတ်တော့မဆိုးပါဘူးဒါပေမဲ့စိတ်မကောင်းတော့ဖြစ်မှာပေါ့လေမတရားလေးတော့ကျွန်တော်ကလည်းအခက်ခဲကြောင့်အခုခုကြောင့်မို့လားရောင်းပြီးတော့နေရရှိလိုက်ရတာပေါ့လေအဲ့လိုခန္ဓာလေးတွေကြောင့်ပုံစံပြီးတော့မတူတာတခုနေအဲကျွန်တော်မမီလည်းမရှိတော့ဖဖေက2009မှာဆုံးတယ်မမီက2010မှာဆုံးတယ်ဒီနေ့မင်းနဲ့မကွာဘူးပေါ့နော်။၃နှစ်ပဲကွာတယ်။ဒီနေ့လည်းမင်းနဲ့ဆုံးသွားတယ်။ ဟုတ်ကဲ့ကျွန်တော်ဘုံအတွက်အဖေဆိုလဲသူပါပဲပေါ့နော်အမေဆိုလဲသူပါယနေ့ချိန်ထိပါပဲကျွန်တော်အသက်အခုအသက်33နှစ်ရောက်တဲ့ထိတိုင်ယနေ့ချိန်ထိကျွန်တော်ကိုကြည့်စုစောင့်ရှောက်နေတော့ပါကိုခြေတော့အကားလေးတွေအဲ့တော့အကြိုက်တာပေါ့ခြေတော့ကတော့ခြေတော့ကတော့ယနေ့ချင်းကြီးတွက်နေတယ်ကောင်းနေတယ်ဘောအကြီးများလို့မရခဲ့ဘူးကျွန်တော်က ဟိုဘယ်လိုပြောမလဲကျွန်တော်ကမင်းသားမဟုတ်တဲ့အတွက်အဲ့ပညာကိုတော့မရတော့မရဘူးဒါပေမဲ့ဟာတာအနေနဲ့လှုပ်ရှင်တော့ရတယ်ပေါ့နော်လှုပ်ခဲ့ဘူးသေးလှုပ်ခဲ့ဘူးသေးတယ်ကျွန်တော်သူများဇက်ပြင်မှာမင်းသားလို့ကတော့ကျွန်တော်အဲ့လိုလေးကတယ်အဲ့တော့ဒီများတဲ့နေမှာတော့မင်းသားတွေပါလိုရင်ကပေးသေးတာအဲအဖေ့ဆက်မှာကိုမင်းသားလိုရင်ကျွန်တော်ဝင်ကပေးရသေးတယ်အဲ့လိုမစ္စတာဆိုပေမဲ့ကျွန်တော်နှစ်ရင်းကတယ်ဖရားကတော့ကတယ်မင်းသားရင်းကတယ်လူတဲ့နေရာရင်းမှညအပုံကတယ် အာကိုရလေဒါအပိလေပိတဲ့အားလုံးကိုလည်းချစ်ကိုကျေးဇူးတင်ရှိပါတယ်။ရံမုံဝေပွဲကြီးကိုအပိလေလည်းဝမ်းသာပါတယ်။ရှေ့ဆောင်လည်းအပိကြပါဦး။